မဲစိတ်တက်ကြနေတာကိုကဲတင်ပေးပါလိုက်မယ်။အလိုကဲတင်ရမလဲဆိုတော့ဒီဗီဒီယိုကိုအဆုံးထိကြည့်ပါ။စိတ်တက်ကြနေတာကိုဘလို့ရင်ဆိုင်ဖြည့်ရှင်းကြမလဲ။လူတိုင်းဟာအဝါပါတစ်ချိန်ချိန်တော့စိတ်သက်ကြတာမျိုးအားငယ်တာမျိုးကြုံမှုကြမှာပါ အထူးသဖြင့်အခုလိုခေတ်ကာလမှာ အကြောင်းအမျိုးမျိုးကြောင့် စိတ်ဖီစည်းမှုတွေပင်မှန်းမှုတွေနဲ့ကြုံရတဲ့အခါစိတ်ထဲကြဆင်းပြီးတယောက်တော့အထီးကျန်တယ်လို့ခံစားရတပါတယ်။ဒါပေမဲ့အဲ့လိုအချိန်တွေမှာတယောက်ထဲစိတ်ခံစားနိုင်မဲ့အစားဒီနီလန်းတွေအတိုင်းလိုက်နာကြည့်ပြီးတော့ကိုကိုကိုပြန်ကူညီကြည့်ပါနံပါတ်1 ကိုယ်ခံစားချက်ကိုလက်ခံပါစိတ်တကြနေတယ်အစင်မပြေဘူးဆိုတဲ့ခံစားချက်ကိုရင်းဆက်မနေပါနဲ့လေငါပါလို့ဒီလိုဖြစ်နေတာလေလို့ပုဂ္ဂိုလ်ကိုအပြစ်မတင်ဘဲနဲ့ဒီခံစားချက်ကပုံမှန်ပါလို့ပဲလက်ခံလိုက်ပါ ကိုယ်စိတ်ထဲမှာရှိခဲ့စိတ်ပြက်အားငယ်မှုဝမ်းနည်းမှုတွေကိုတယောက်တည်းစိတ် မိတ်မထားပဲယုံကြည်ရတဲ့တငယ်ချင်းမိသားစုကိုတူဦးကိုရင်ဖွင့်ပြောပြပါအဲ့ဒီလိုရင်ဖွင့်လိုက်တာဟာတင့်ရှင်တဲ့ကအပူတွေကိုရှော့ချစေပါရဲ့နံပါတ်2လှုပ်ရှားမှုတစ်ခုခုလုပ်ပါအိမ်မှာခေါင်းငေါက်စိုက်ကြပြီးတယောက်တည်းခွေးနေမယ်အစာအပြင် ထွက်ပြီးလမ်းလျှောက်တာမျိုး လေးကျင့်ခံလောက်တာမျိုးလှုပ်ချပါ ခန္ဓာကိုယ်လှုပ်ရှားမှုကစိတ်ကိုလန်းဆန်းစေပြီးစိတ်ဖိစီးမှုကိုရှော့ချပေးတဲ့အန်တိုပင်လို့ခေါ်တဲ့တက်တမျိုးကိုထုံးလို့ပေးပါရင်မနက်ခင်းလမ်းလျှောက်ထွက်တာအပြေးလေးကျင့်တာသို့မဟုတ် ကိုယ်လက်လှုပ်ရှားမှုခစားနည်းတစ်ခုခုကိုကစားတာမျိုးကစိတ်ကို ပြန်လဲလန်းဆန်းစေပါရဲ့နံပါတ်3 ဝါသနာရလောက်ဆောင်ပါအရင်ကလှုပ်ခဲ့ဖူးတဲ့ဝါသနာပါတဲ့အရာတခုခုကိုလှုပ်ပါဥပမာတခြင်းသားထောင်တာပုံဆွဲတာစာအုပ်ဖတ်တာရုပ်ရှင်ကြည့်တာဒါမှမဟုတ်ခင်းချက်တာတမျိုးမျိုးစသဖြင့်ပေါ့ကိုယ်စိတ်ဝင်စားတဲ့အရာတခုကိုအာယုံစိုက်ပြီးလှုပ်ဆောင်ခြင်းကအပြည့်သဘောဆောင်တဲ့အတွေးတွေကိုလျှော့ပါစေပါရဲ့ နံပါတ်၄အန်တာကပ်ပြပန်းနိုင်လေးတတ်မှတ်လိုက်ပါနာကကိုတွေးပြီးကြောင်ရုံစိတ်တွေဝင်နေမဲ့အစားတင်းငယ်တဲ့ပန်းနိုင်ကိုတတ်မှတ်ပြီးနေ့စဉ်ဖြည်းဖြည်းချင်းလှုပ်ဆောင်လာပါဥပမာဒီနေ့စာမျက်နှာဆယ်မျက်နှာဖတ်မယ်သူမဟုတ်ဒီနေ့ကိုကြိုက်တဲ့ဟင်တဲ့ချင်းချက်မယ်စားမယ်စားတဲ့ဖင်ပေါ့ အဲ့လိုပန်းနိုင်လေးတွေအောင်မြင်တဲ့အခါတင့်ကိုတင်တံပိုးထားမှုပုံမို့တိုးတက်လာပါလိမ့်မယ်။နမငါအေးရေးဝဝအိပ်ပါအစာအတော့မမစားပါ။စိတ်ပိစီမှုများတဲ့အခါမှာအိတ်မပြောတာ အစာအတော့ပြတ်တာမျိုးလေးဖြစ်တတ်ပါရဲ့။ဒါပေမဲ့ပင်ပန်းနေတဲ့ကိုယ်ခန္ဓာပိုအတွက် အနာယူဖို့အချိန်ပေးဖို့နဲ့အဟာရပြေဝအောင်စားဖို့ကအရေးကြီးပါတယ်။လုံလောက်တဲ့အိပ်ဆက်ခြင်းနဲ့မှန်ကန်တဲ့အစာအသောက်တွေကစိတ်ကိုပုံမကြည်လင်စေပြီးတော့စိတ်သက်ကြခြင်းကိုရင်ဆိုင်ဖို့ကူညီပေးပါလိမ့်မယ်။ပုံမစိတ်တွေကကြည်လင်စေပါတယ်။ဒီချက်တွေက တင့်ရဲ့စိတ်သက်ကြနေတဲ့ခံစားချက်ကိုလောဝပျောက်ွယ်သွားအောင်မလုပ်နိုင်တော့အနေဆုံးတင့်ကိုပုံမကောင်းမအထောက်ကူပြုပါလိမ့်မယ်အကယ်၍တင့်ရဲ့စိတ်သက်ကြနေတဲ့ခံစားချက်ကအရန်ပြင်းထန်နေပြီးတယောက်တည်းမဖြစ်ရှင်းနိုင်ဘူးဆိုရင်တော့ကျွမ်းကျင်တဲ့ပညာရှင်သို့မဟုတ်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးဖို့မမေ့ပါနဲ့ ဒီဗီဒီယိုလေးကို share သွားလို့ရပါတယ်